56မိုင်လောက်ပေါ့အဲ့တော့ဝေးတဲ့နေရာမှာတိုးတင်းမှာဇီးရတော့မကြတော့ရဟုတ်နောက်တစ်ဇီးကတော့ဆက်ပြီးမှပြန်တန်းလို့မရတဲ့အတွက်အရေးပေါ့အဲ့ဒီခြေကူဘက်မှာတင်းတက်လို့ကြားရတယ်မလို့လို့ရလားဟာပြည်သူတော့ဖမ်းမှာဒီပြည်သူစစ်ချက်တော့ဖမ်းမှာဆိုခင်ဗျားလို့လို့ရလားဒီကောဘယ်တော့မှလောက်ပါငွေရှိလားอืมရှင်းရှင်းပြီးပြောလိုက်နော် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရွှေထင်ပါဒီနေ့2025ငါးလပိုင်း20ရက်နေ့ညနေပိုင်းအစီအစဉ်ဖြစ်ပါတယ်ဒီနေ့ညနေပိုင်းရဲ့ပထမဆုံးသတင်းကောင်းကတော့ KNA နဲ့ပူပေါင်းတက်တွေကစစ်ကောင်စီရဲ့ရဲရင်နှစီကိုပြစ်ချက်နိုင်ခဲ့လို့သတင်းကောင်းတွေကြားသိရပါတယ်ဒါကတော့ပမုံမြော့စက်ကခ20တိဌာနချုပ်ကို စစ်ကူလာဖို့တဲ့ရဟရင်နစီ၃စီထက်ကနစီကိုပြစ်ချက်နိုင်ခဲ့လို့သိရှိရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ KNA ရဲ့အာဘုံဘူးကြီးနော်ဘူးရဲ့အတီးပြုတ်ချက်ကိုကျွန်တော်နဲ့တူတစ်ချက်လောက်နားထောင်ကြည့်အောင်ပါနောက်မှာဒီထက်မှာစစ်ကောင်စီတပ်ဖွဲ့တွေအာဒီဆုံးမှုတွေလည်းဆက်ပြီးတော့ပြည့်ပြောင်းမယ်ဘုံဘုံမျိုးဘုံဘုံမျိုးတာကကနစီတိဌာနချုပ်နားမှာတို့အဲစိနေနေရတယ်အဲ့ဒီနေရာမှာအာပြစ်တာဖြစ်ပါတယ် တိညနဲ့ပိုင်းတနာရီအချိန်မှာဖြစ်ပါတယ်တနာရီနေ့နဲ့အကျော်မှာတနာရီအဲ3နာအဲ2မိနစ်4မိနစ်အချိန်မှာဖြစ်ပါတယ်အဲညနဲ့ပိုင်းတနာရီအချိန်မှာလူအင်အားဖြစ်ဖို့အဲဆင်းရက်တဲ့ရဟတ်ရင်ဖြစ်ပါတယ်အဲဆင်းလာတော့3ဇီဆင်းရက်တာ3ဇီဆင်းရက်ကလည်းဇီကတော့ဖြစ်သွားတယ်လို့အဲချားရပါတယ်ဟိုစိတ်တမ်းတမားတွေပြေးလာတဲ့တရင်ရပါတော့ อืมอ่าไอ้ที่ได้นซิงเตะก็တော့ไอ้เนี่ยมาเอ่อลงอ่ะไอ้มาเป็ดตั้วตาတော့หมกปูจังเอ่อไปตั้วพี่มาชูหูกันเนี่ย56ไมล์แล้วป่ะไอ้เราเวทเนี่ยมาโตทีมาตะซีก็တော့มาจับตัวอ่ะอืมแล้วตะซีก็တော့เสร็จติมาเปลี่ยนด้านลงไม่ได้ด้วยอะเยอะไอ้ชูหูเป็ดมาติ๊ดเด้อ လှူချရတယ်။အင်း။အဲတုံ့ပြန်ကြတဲ့ဇေယျရောနံပုံတော့ဟိုမချိနာရေစစ်ကိုအဲဘက်ကစင်ကတော့လှူချရပါတယ်။အခုလုံးလုံးစက္ကူကအဲ့လောက်ပဲချပါတယ်ခင်ဗျ။อืมကဲဆိုတော့ဒါကတော့ GNA ရဲ့ဘုံမူကြီးနိုဘူရဲ့အတီးပြုတ်ချက်ဖြစ်ပါလေဒါကတော့တရင်းနှစ်ပြန်ကြရေးတဌာနကတာဝန်ခံတူအာဒီလိုမျိုးပြန်ပြီးတော့အတီးပြုတ်ပေးတာကတော့အရန်ရန်ကုန်တေချာတော့ပါပြီဆိုတော့ဒီကက မကြခင်မှာကျွန်တော်တို့ရွတ်တန်ဖန်လေးအသေးစစ်ကိုထွက်လာမှာအဲ့ဒီနောက်မှာထပ်ပိတရင်ရရှိတာကတော့ကချင်ပြည်နယ်ဗမုံမြို့တော်စစ်ကူလာတော့ရဟရင်တုံးစီကို KNA ပူပေါင်းအဖွဲ့ကရနေ့ပြစ်ခတ်ခဲ့ရမှာနစီထိမှန်ပြတ်ကျသွားခဲ့ပြီး ်ပြက်ကျက်သွားသောရဟယင်တစီတွင် လိုက်ပါလာသောစစ်ကောင်စီဗျူဟာမှုနှင့်အဖွဲ့အဖွဲ့ဝင်တွေတည်ဆောင်းသွားကြောင်း KNA စစ်တမ်းတရင်ရင်းမြစ်ကပြောဆိုပါဒီဟာကဗျူဟာမှုလာလေတာအဲ့ဒီရဲအဲ့ဒီရဟယင်ကရဟယင်ကပြစ်လိုက်တာကထင်းမှန်ပြီးတော့ဆွေကူကနဲ့အရာဝတီမြစ်အနောက်ဘက်ကို KNA တရင်ငါတိုးထဲမှာပြက်ကျတာလို့သိရပါတယ်အဲ့ဒီနေရာကိုငါတို့ KNA ကလူတွေရောက်နေပြီးတော့အဲ့ဒီတစီကတော့အာ နောက်တစ်စီးကတော့ဆွေကူပေါ့နော်ဆွေကူမှာအရေးပေါ်စိမ့်တာမှာဘေးဆောင်ကြီးလေးစင်းသွားတယ်လို့သိရပါတယ်။အပန်ကာကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူးတဲ့။ဆိုတော့ငါတို့ငါတို့ပြစ်တာက ပြစ်တာရဟရင်နစီ စလွန်ပြတ်ပြတ်ကျသွားတယ်ဗျနော်။အပြတ်သွားတယ်။အတောထဲမှာပြတ်သွားတဲ့ရဟရင်မှာယူဟာမှုပါတယ်ပြီးရင်အားလုံးတည်တယ်။ငါတို့အဖွဲတွေရော ရောက်နေပြီးဆွေကူမှာအေးပေါ်စိမ့်တဲ့ကောင်ကတော့ဘန်ကာကျိုးသွားပြီးတော့ဘေးဆောင်ကြီးလေးတဲ့လေးနေတယ်ဟုကျန်အစ်စတန်သရင်ရင်းမိကပြောဆိုပါဒီတဲ့မှာသူတို့နေရာကဆွေကူအနေတော်ထဲတွင် ပြတ်ကျခဲ့တဲ့ရဟရင်ကတော့ကျွန်တော်တို့လိုင်းတဖို့တွေကကျန်အဖွဲ့ဝင်တွေကတော့ရှာတွေ့ရရှိပြီးလို့သိရှိရပါဒါကတော့ဒီထဲမှာသရင်ကောင်းအနေနဲ့ဒီထဲမှာဘီဟာမူလေးပါသွားတယ်ဒီထဲမှာအဖို့ဝံတွေလည်းပါသွားတယ်လူအိုးရေကတော့ဘယ်နှစ်ယောက်ပါသွားလဲဆိုတာကိုတော့အာအသေးစိတ်မသိရသေးဘူးဒီဟာကသရင်ကောင်းအနေနဲ့ ပြန်ပြီးတော့အာတင်ဆက်ပေးတာဖြစ်ပါတယ်အကုန်လုံးနိပါကတော့ဒီဟာနဲ့ပတ်သက်ပြီးတော့သိပြီးလို့ပြီးထင်ပါတယ်နောက်ထပ်သတင်းတစ်ခုတင်ဆက်ပေးချင်တာကတော့စကန်တန်းကလေးမြော့နေကနဲချင်းပြည်နယ်ဖက်ကိုစစ်ကောင်စီတပ်ကအင်အား900နဲ့စစ်ကြောင်းထူလာနေနေလို့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ဒါကတော့ကလေးမြော့ကနဲက15စီးနဲ့အင်အား900လောက်ရှိတယ်ရှိမဲ့လက်နဲ့ခီးရန်တွေအပြည့်စုံနဲ့အချင်းတောင်ဖက်ကိုဦးတီခြေတက်နေတာကို လို့စီးရဲတရင်ရင်းမိကပြောဆိုပါဒါကတော့ခုချိန်မှာစစ်ကောင်စီကကျွန်တော်ချင်းပြည်နယ်မှာဆိုလို့ရှိရင်ရှောင်းနေနေတယ်ဒီဟာကိုစစ်ပြင်ပြီးတော့ဖြစ်အားဟောနော်ဖြစ်တင်းလာဖို့စစ်ကောင်စီတပ်ပသားတွေကိုပြင်ပြီးတော့ထိပင်းတင်းမှုတွေလုံးဆောင်လာတယ်လို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်စစ်သားတွေစစ်ကြောင်ထူးတာကခြေခြေလင်ကနဲ့အတဝက် ကားပေါ်ကနဲ့တဝက်သွားကြတယ်လို့သိရှိရပါတယ်နေလေလုံးရော့တော့အကလေး တန်ကြီးတန်ကြီးစစ်ကြောင်းအစစ်ကြောင်းချစ်တက်ရာလမ်းတလျှောက်ကိုကင်းထုတ်လေရင်နဲ့အကင်းထုတ်လေလို့အာစီးရဲတရင်ရင်းမျိုးပြောဆိုပါဒီဟာကသူလုံးဝကိုသူတို့သူတို့ကချင်လင်ကနဲ့အကောင်လုံးမသွားရည်တော့ဘူးကားနဲ့လေသွားတယ်ပြီးရင်လေရင်ကနဲ့လေအကင်းထော့ပေးနေတယ်လို့သိရှိရပါဒါကတော့ကျွန်တော်တို့ပြည်သူတွေအခုစစ်ကြောင်းဝင်မဲ့နေရာတွေပြည်သူတွေကိုသတိထားစေချင်ပါတယ်စစ်ကောင်စီကတွေ့တဲ့နေရာကိုသူတို့ဥအိမ်တွေဖျက်ဆီးမယ်ပြီးရင်လူတွေကိုဖမ်းဆီးမှုတွေလူသားတိုင်းအဖြစ်ဖမ်းဆီးမှုတွေဖြစ်လာမှာကိုစိုးရိမ်နေပါတယ်ဒါကြောင့်မလို့သတိထားသတိထား ထားဖို့အနေနဲ့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီထက်မှအင်အားနေရာလို့ရှိတယ်အာကား55စီးနဲ့ပါတယ်ခြေနေကနဲ့လည်းတည်သွားတယ်ပြီးရင်ကားနဲ့လို့သွားတယ်လို့သိရှိရပါတယ်နောက်တစ်ခုသတင်းကတော့ဆက်ရှောင်းနေတဲ့စက်ကောင်စီကဆက်ရှောင်းကောင်စီကပေါ့နော်အာဆောင်းရှောင်းနေမြများကိုအ мян ဆောင်ပြန်လဲတင်းอยู่ရဲ့ထုဆစ်စမြာစတင်ပြီဖြစ်ကြောင်းအာဖြစ်ပြီးတော့မိုးတွန်းကာလတွန်းတဲ့ကိုယ်တော်ကာလပါလေကြောင်းတက်ခတ်မှုများနဲ့နေမီရှင်းလင်းမှုများစက်တက်လော့ဆောင်ပြီလို့သိရှိရပါတယ်။ဒီကက ဆက်လက်လောဆောင်မယ်လို့သိရှိရပါတယ်ဒါကတော့အကျန်းဖက်စက်ကုံစီကဆောင်းရှောင်းနေမိတွေကိုပြင်ပြီးတော့ရယူဖို့ပေါ့နော်အမြန်ဆုံးရုပ်ကိုပွေမတန်ခင်အထစ်ကိုမတန်ခင်အထစ်မှာအကုန်လုံးသိမ့်ပတ်နိုင်ဖို့အတွက်ဆိုပြီးတော့သူတို့တွေကရင်မှန်းချက်ရှိပါတယ်ရင်မှန်းထားတာဖြစ်ပါတယ်ဒါကတော့သူတို့ပန်းတန်ရုတ်နိုင်မလားဆိုတော့ကျွန်တော်တို့ဆောင်းကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့နောင်ချုံမြော့နဲ့အတွဲမှာရှိတဲ့အာ ရှေးဆန်တတုကွန်မဏီကိုစစ်တပ်ကလေရင်ဖြန့်ဘုံ900ဘုံနှလုံးပြန်ဂျေးချတိုက်ခိုက်ခဲ့လို့သိရှိရပါတယ်ဒီထဲမှာ DKNA က DNL ကတရင်ထွက်ပြန်တာဖြစ်ပါတယ်ဒီထဲမှာထိခက်သေးဆုံးမှုတော့အသေးစိတ်မသိရသေးဘူးဆောင်းရှောင်းမှုလားလဲရှိနေလို့သိရှိရပါတယ်ဒီဟာကအာစစ်ကောင်စီရဲ့တက်ခတ်မှုကြောင့်တရုတ်ကွန်မဏီတခုကိုပျက်စီးသွားပါတယ်လို့သိရှိရပါတယ်ဆောင်းရှောင်းမှုကိုတော့ဒိုလေးကိုများတယ်လို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်နောက်တစ်ခုသတင်းကတော့တပေကျင်းကပေါ့နော် တပည့်ချင်းမာတဲ့မန္တလေးတန်းတပည့်ချင်းမြို့နေအာလက်ကြကြေးရွာတို့အကျန်းဖက်စစ်ကောင်စီတပ်ကလေကျောင်းပေါလေကျောင်းဖြတ်ဘောင်းကျဲတက်ခတ်ခေရမှာပြည်သူတဦးတေဆုံးပြီးလေဦးထိခိုက်တန်းရရှိနေရရှိက နေအင်ခုနှလုံးပြက်စီးခဲ့ကြောင်တိရှိရပါတယ်ပြည်ဦးလွန်ခရံပေါ့နော်ပြည်သူကကိုရဲအဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်ဒါကတော့စစ်ကောင်စီရဲ့တက်ခတ်မှုကြောင့်ပြည်သူတွေဥယျာဉ်တွေလည်းပျက်စီးခဲ့တယ်လို့ပြည်သူတအူးလည်းတေဆုံးခဲ့ပါတယ်အာသုံးဦးကတော့ဒဏ်ရာရှိခဲ့တယ်လို့သိရှိရပါတယ်နောက်တစ်ခုသတင်းကတော့ အရာဝရီတန်းကစစ်ကောင်စီကြောက်ချီပန်းမှုကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ပါဒါကတော့ခက်တိမီဒီယာကကိုနိုင်ရတင်ဆက်ပြတာဖြစ်ပါတယ်စစ်ကောင်စီဘလောက်ထိများကြောက်ချီပန်းနေလေအရာဝရီတန်းမှာဒီလိုအရခါတိုအေနဲ့ပူပေါင်းတက်တွေကဝန်နေတဲ့အကြောင်းမလို့အာဒတိုလေးကိုကြောက်ချီပန်းထားပါတယ်နားထောင်ကြည့်အောင်ပါအရာဝရီတန်းအင်ကဘူးမြို့နယ်မဲစလီကုန်းမြို့မှာအချက်ဖက်စစ်ကောင်စီတပ်ကအရခါတိုအေနဲ့ပီတီအပူပေါင်းတက်တွေဝင်ရောက်လာရင်ခုခံကာဝယ်ဖို့အတွက်ဆိုပြီး လူငယ်တွေကိုစစ်တမ်းပေးဖို့အတင်းကျပ်လုပ်နေပြန်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေစီကပါတအူးကိုငွေကျပ်3သိန်းစီနဲ့အိမ်တော်တစုကိုငွေကျပ်1000စီကောက်ခံနေပြန်တယ်လို့မက်စလီကုန်းမြို့နေပြည်သူတွေကရေကုန်ခစ်တွေကိုပြောပါတယ်ပြည်သူတွေကတော့ပြောပြီပေါ့အခုမေလဆန်းကစပြီးအေရီတိုင်းအင်ကဘူးမြို့နယ်မက်စလီကုန်းမြို့ကိုအချမ်းဖက်စကောက်စီတက်တချို့ရောက်လာပြီးတော့လူငယ်တွေကိုစစ်တမ်းပေးဖို့ဆိုပြီးအတင်းအကျပ်လူသစ်စုဆောင်းတာတွေလှုပ်လာနေတယ်ဆိုပါတယ်အဓိကစကောက်စီတက်တွေရဲ့အကြောင်းပြချက်ကတော့ အာရခတ်တော်အင်းနဲ့ PDF ပူပေါင်းတက်တွေဝင်ရောက်လာရင်အဲ့ဒီမက်စလီကုန်းမြို့မှာအဓိကခန်းစစ်တပ်နေရာအဖြစ်ခုခံမှုအတွက်လူငယ်တွေကိုပါသူတို့စစ်တပ်ဘက်ကနေကူတိုက်ပေးဖို့စစ်တမ်းပေးတာဖြစ်တယ်လို့ပြောပြီးအဲ့ဒီမက်စလီကုန်းမြို့မှာစစ်ကောင်စီရဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဌာနခွဲတစ်ခုအဖြစ်အနေနဲ့ပါခုခံစစ်ပြင်ဆင်ခိုင်းတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ် ဒါပြင်အဲ့ဒီစစ်မှုထမ်းမဲ့သူတွေနဲ့သူတို့စစ်တပ်ကိုထောက်ပံ့စေအဖြစ်စစ်ကောင်စီတပ်ကမက်စဒီကုံမြို့မှာရှိတဲ့လုပ်ငန်းရှင်တွေစီကနေတခုခုငွေကြေး3သိန်းစီပေးဖို့ကောက်ခံနေတဲ့အပြင်အိမ်အောင်စုတွေစီကနေပါငွေကြေးတပေါင်းစီပေးရမယ်ဆိုပြီးကောက်ခံနေပြန်တယ်လို့မက်စဒီကုံမြို့နေပြည်သူတို့ကပြောထားပါတယ်တစ်ဖက်မှာလည်းအာခတ်တော်အေးနဲ့ PDF ပူပေါင်းတပ်တွေဟာအေရီတိုင်းကအင်ကဘူးမြို့နယ်အထိဝင်ရောက်လာပြီဆိုပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကအင်ကဘူးမြို့နယ်အတွင်းကခြေရွာတချို့ကိုလေကြောင်းကနေဇက်တိုက်ပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပြီး တပတ်ကအင်ကပူမြို့နယ်မှာရှိတဲ့ကျေးရွာနေလူငယ်တွေကိုလည်းသူတို့စစ်တပ်ကနေကူတိုက်ဖို့အတွက်စစ်တနန်းတိုက်ရမယ်ဆိုပြီးမဲစီကုန်းမြို့ကိုစင့်ခေါ်တာတွေလုံနေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျကဲသွားပြီဗောပြည်သူတွေကတော့ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီမြေရလီကုန်းကပြည်သူတွေကစစ်ကောင်စီနဲ့ပူးပေါင်းချင်တယ်ဆိုလို့ရှိရင်ဘာမှဖြစ်ဘူးမပူးပေါင်းချင်ဘဲနဲ့စစ်အာစစ်မှုလေးထမ်းရမယ်ငွေကြေးလေးပေးရမယ်ဆိုတာကတော့တတိုလေးကိုစိုးနေပြီစစ်ကောင်စီရဲ့လက်အုံမှာတော့နော်ဆိုတော့ဒီကကတော့အာ ရော်ဒီတန်းကစစ်ကောင်စီရဲ့ကြောချီပန်းမှုတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်တော့အခုအာ KNU ကနော်အာ KNU ကကရင်နေအာကရင်နေဆက်မှာထမ်းမြန်မာနေဆက်မှာတက်စကန်တွေတစ်ခုပြီးတစ်ခုကိုသိမ့်ပတ်နေပါဒီဟာနဲ့ပတ်သက်ပြီးတော့ blue တွေ blue soul တော်နေပြောဆိုထားလေးနားထောင်ကြည့်အောင်ပါ။အဲ့မှာကဘာမှမပြောဘူးသူများဆိုလို့စကန်လို့ကြိုက်ဘူးကိန်းမောင်းလို့ဘာမှမပြောဘူး က်ပြောနေတယ်ဆိုပြီးတော့အချိန်ကရောက်လာတော့တတ်မှောက်တော့ထလုပ်ရတော့ကူကကြည့်မယ်ကြည့်မယ်ဝုန်းဝုန်းဝုန်းသလုံးသလုံးသလုံးလုံးလုံးပေါ့သူပြုံးနေတာဘူးတော့တိတ်တော့မကြံတော့နေစားရောမှာသူပြင်းကျွန်တော်တို့ရဲ့နေစားရောမှာထိုင်းနဲ့ဆက်ဆက်နေကြဟိုတတ်မှောက်ကားဆိုကြောင်ချင်းဘဝတမခုလည်းကုန်တော့နည်းနည်းနဲ့တမချောက်ဆိုဒီဘဝတစ်ခုကြတော့ပဲကျွန်တော်လည်းအိမ်မှာကြာပါ့။တမလေးလည်းဖြည်းဖြည်းချင်းထားလို့ပြုတ်ခဲ့ကုန်ပြီးတော့ကျွန်တော်တို့အရှိလျားဆုံးဖြစ်တဲ့နေစားမြင်းညောင်းထိုင်းနေတဲ့ဆက်ဆက်နေတဲ့ဟုတ်ပြီနေစားအဲ့ဒီတမကအတက်တော့တမပြုတ်ဆုံးပြီး အဲ့လောက်ကီလိုမီတာရာပေါင်းထောင်နဲ့ချီတဲ့နေရာပဲကျွန်တော်တို့ကြောင်းနေတာအာကျွန်တော်တို့အဲ့အဲ့ရအောင်ဒီဟာတွေကဘာဖြစ်လဲဆိုတော့ကိုအတွင်းထဲမှာဘာဖြစ်လို့ရိုက်ကြတာလဲဒီကနေဆိုရောက်ရောက်ပဲဘောမီဒီကကတကယ်ကုန်မေးဆိုင်ကြီးမြောက်ပြီးမင်းဆောက်ကုန်မေးဆိုင်ကြီးနောက်တော့အခုချီချီမေဆောက်ကုန်မေးဆိုင်ကြီးကတကယ်အရေးပါတယ်နော်မြို့ကြီးတမြို့ဆိုတော့ဒုံးနေတယ်တိတ်နေတယ်ဒါနဲ့တူပြီ Yes ဆိုတော့ဒါကတော့ KNU က နောက်ဘလူးဇော်တော်နေပြောတော့တာဖြစ်ပါတယ်အခုချိန်မှာတက်မဟာကွန်းနေမှာတက်မကြံတော့ဘူးလို့ပြောတာဖြစ်ပါတယ်ညာကတော့ဟုတ်လဲဟုတ်တယ်အခုချိန်မှာစက်ကိုမကြံတော့ပါဘူးနောက်တစ်ခုကသတင်းကတော့ရခိုင်ပြည်နယ်ကကြောက်ဖြူမြော့နယ်ကအာစကန်းတွေကိုအာရခိုင်တော်အေးက တခုပြီးတခုကိုသင်ပတ်ရရှိတယ်လို့ကျွန်တော်တရင်တွေကြားသိရပါဒီဟာကို DAB သတင်းဌာနကဖော်ပြထားတဲ့ဟာကိုဘယ်နှခုသင်ပတ်လဲဆိုတာကိုနားထောင်ကြည့်အောင်ပါကဲစခိုင်းပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတက်တောင်ရှိစစ်ကောင်စီရဲ့ကာကင်စခန်းကိုအရခတ်တတော် AA ကဒီနှစ်မေလ20ရက်နေ့မှာသင်ပတ်ရရှိခဲ့ပြီလို့စီရေးသတင်းမြေကပြောပါတယ်မင်းတက်တောင်စခန်းကိုဒီနှစ်မေလ20ရက်နေ့မနက်9နာရီခွဲမှာ AA ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနက်9နာရီလောက်မှာအပိသက်သင်ပတ်ရရှိတယ်လို့ဆိုပါတယ် ဒီနေ့ကျွန်တော်တို့ကြောက်ဖြူဘက်ချမ်းမှာအဓိကတောင်ကုန်းဖြစ်တဲ့မင်းတက်တောင်ကာကင်းစခန်းကိုတင်ပတ်ရရှိပါပြီ။မနက်9:00နာရီခွဲကနေထိုးစစ်စင်တာ9:00နာရီလောက်မှာအပြီးသက်ရလိုက်ပါတယ်လို့စီရေးသတင်းမြေကပြောပါတယ်။အဲ့ဒီမင်းတက်တောင်ကကင်းစခန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအေအေဘက်ကတော့သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ကြောက်ဖြူမြို့နယ်အတွင်းဧပြီလနောက်ဆုံးပတ်နဲ့မေလပထမပတ်အတွင်းစစ်ကောင်စီရဲ့အမှတ်32ရဲတပ်ရင်းအနည်းနဲ့ဒညရီရေတက်စခန်းအနည်းတွေမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်ရှင်။ဟွန်းကဲဆိုတော့ဒါကတော့အာရခတော်ရဲ့ lesson ခုဖြစ်ပါတယ်။ဆိုတော့မကြခင်မှာကြောက်ဖြူကိုလည်းအလုံးစုံသိမ့်ပတ်နိုင်ဖို့ကြိုးစားနေပါတယ်။မကြခင်မှာလာမှာဖြစ်ပါတယ်။ကဲဆိုတော့အဲ့ဒီနောက်မှာကြည့်ရမယ့်ရွတ်တန်ဖန်ကတော့ရဲတွေနဲ့ ပြည်သူစစ်တွေကပြည်သူနဲ့ပြည်သူစစ်ကိုဘယ်လိုတွေအာခွေးချဆက်ဆံနေလဲဘယ်လိုတွေအာလောက်ဆောင်နေလဲဆိုတာကိုပြည်သူတို့ရဲ့အာသူတွေ့ကြုံခဲ့တဲ့အာအတွေ့အကြုံနဲ့ပြင်ပြီးတော့ပြောပြနေတာကိုနားထောင်ကြည့်အောင်ပါဒီထဲမှာသူကတော့အာဆန်ကေသူရေးတွေကသူရဲ့ဆန်ကေကိုဖမ်းတယ်ဖမ်းပြီးတော့နောက်ကလိုက်လာတဲ့ပြည်သူစစ်တွေကိုတော့မဖမ်းဘူးဆိုပြီးတော့အာပြောဆိုနေတာဖြစ်ပါတယ်စစ်တပ်တွေရဲ့အာရေးတွေရဲ့လောက်စားချက်ကိုပြောဆိုတာဖြစ်ပါတယ်နားထောင်ကြည့်အောင်ပါခဏကကျွန်တော်ဆန်ကေကိုဖမ်းတဲ့ဆရာကြီးအင်းရဲတဲ့ချက်ကြီးတရားရဲ့ ဒီရေးတက်ချက်ကြီးတဲ့နော်အထူးရေးတယောက်ရေပြီးတော့ဟိုပခုံးမှာနှစ်ပွင့်နဲ့อืมရေးရေးရေးနှစ်ပွင့်နဲ့ဘူတယောက်ရေလောဆိုင်ကိုဖန်နေလက်ခံနေကျွန်တော်ရှင်းနေဒါပစီကျွန်တော်ဆံငယ်ရဲ့နောက်မှာလိုက်လာတဲ့လူကြတော့ဒီဘလို့ခုံးမလဲဟိုအဲ့ကာဝင်ရလူရဲ့ဆံငယ်ကြတော့ခဏမဖမ်းဘူးอืมခမအဲ့လို့လူရလား ။ဟာပြည်သူတော့ဖမ်းမှာဒီပြည်သူစစ်ကြတော့ဖမ်းမှာဆိုခင်ဗျားတို့လွတ်လွတ်ရလား။ဒီကောင်ကလောဘငွေရှိလား။ဟင်းရှင်းရှင်းပြီးပြောလိုက်နော်။ဖမ်းမှာဆိုလို့ရှိရင်ပြည်သူတွေဒီပြည်သူစစ်တွေဒါမခွဲခြားတော့နဲ့ခင်ဗျားအဲ့ဒါခွဲမှာလား။အဲ့ဒါဖမ်းမှာလား။မဖမ်းနိုင်ရင်မဖွင့်နိုင်။ဟင်းပြီးတော့ဝမ်ဝဲတွေးဆိုတဲ့နေရာမှာခင်ဗျားတို့ရင်စည်းကလမ်းစည်းကမ်းနားမလဲဘူးခင်ဗျားတို့ကဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကရဲရဲသက်သက်ပဲရှိတယ်။အင်းဟင်းရင်နေရရင်နေသက်သက်သွားတာနော် တူးဝဲဆိုလို့ရှိရင်ခင်ဗျားတို့ဟိုဒီတိရုပ်ကားကြီးတန်းတဲ့နေရာမှာခင်ဗျားတို့အဲ့ဒီတူးဝဲဆိုပြီးတော့ဆက်ဖယ်လိုက်တော့อืมအဲ့ဒါမှဆိုပြီးလို့ရှိရင်တော့ကျုပ်တို့ပြည်သူတွေဗျာခင်ဗျားတို့ဖွင့်ပြီးတဲ့လမ်းကျုပ်တို့တွားမှာပဲอืมဆိုင်ရယ်ဆိုရင်မြို့ဟုတ်တော့လားဘယ်နာမောင်းမောင်းရနေမောင်းမှာပဲအဲ့တိုင်းမှအဆင်မပြေဘူးဆိုရင်တော့ခင်ဗျားတို့မလောက်တော့နဲ့ကျုပ်ကခင်ဗျားတို့ဒီနားမှာမပြေဘူးတော့ခင်ဗျားမူးစက်မှာမပြေဘူးကျုပ်ကဟိုးထိတဲ့အထက်ထိတိုက်မှာ ကျောင်းသုံးလုံးပေးရလို့ကျောင်းကနှံ့မလို့ပြောတာမဟုတ်ဘူး။อืมစောက်ကျင့်နေမှချက်လို့ပြောတာ။อืมကဲပြောပြီ။ဆိုတော့ဒါကတော့ပြည်သူတွေကိုတမီသက်သက်ကိုရွတ်မာတဲ့ရေးတွေရဲ့အကြောင်းတွေကိုပြောပြတာဖြစ်ပါတယ်။အမှန်ဆိုလို့ရှိရင်ရေးတွေကတာဝန်ကိုရန်ကိုတည်တယ်လို့အခုချိန်မှာလာပြီးတော့လောစာအလုံးနေတာမဟုတ်ဘူး။သူတို့တွေကလောစာကျင့်လို့ငွေကြေးရေးကိုရဖို့အတွက်အမျိုးမျိုးနဲ့လောစာကျင့်လို့အာပြည်သူတွေကိုတားတွေစစ်စေးတွေမင်းမြန်းတယ်မဟုတ်တဲ့ဟာကိုမှုဖမ်းပြီးတော့ဖမ်းဆီးတယ်ဖမ်းဆီးပြီးတော့ အာအနေအမျိုးမျိုးလေးပုံမှန်တက်ပြီးတော့ဖမ်းစီတယ်ငွေရေးချင်းနဲ့ပြင်ပြီးတော့ရွေးခန်းဒါမျိုးပဲဒီဟာပဲလောက်ခမ်းမှာဒီဟာပဲလောက်မှာသူတို့တွေကပြည်သူတွေအတွက်အရန်ကိုစဉ်းစားလို့နဲ့ပြည်သူတွေဒုက္ခရောက်မှာဆိုလို့အာအသိပညာပေးနေတာမဟုတ်ဘူးအခုရင်ထင်းရေးသက်သက်ရှိတယ်ဒီချင်းရေးတွေကရင်ထင်းသက်သက်တွေကလောက်မှာဒီဟာကရေးတွေကဘာမှမဆန်ဘူးလို့ပြောတာပဲကြားတယ်နော်ဒီထဲမှာအာရေးတွေကမဆန်ဘူးဒါပေမဲ့လေငွေရဖို့အတွက်အကောင်လုံးဆန်တယ်သူတို့တွေကအကောင်လုံးကိုငွေရဖို့အတွက်လောက်ရမှာဒီထဲမှာလည်းနောက်မကြိုက်နောက်ကြိုက်ရင် စစ်တပ်တွေလည်းပါလောင်းမှာပြည်သူစုတွေလည်းအကောင်လုံးပါအောင်မလောင်းမှာပြည်စိုးတီတွေလည်းပါလောင်းမှာအဲ့ဒီအကောင်လုံးကိုငွေကရအဖို့အတွက်လူအပ်နေတယ်အဲ့ဒါကြောင့်မလို့မင်းတို့ပြည်သူတွေကိုအမေရန်ဒုက္ခပေးနေအောင်ပါဆက်ပြီးတော့ပေးနေအောင်ပါနော်ဒါကတော့ကျွန်တော်တို့ပြည်သူတွေနဲ့တတိထားရမှာဖြစ်ပါတယ်ဒါကအာ စည်းကနေ့အမျိုးမျိုးနဲ့ပုံမှန်အမျိုးမျိုးနဲ့တက်ပြီးတော့မင်းတို့ကိုပြည်သူတွေကိုဖမ်းဆီးမယ်အသက်အရွယ်ရသေးတယ်ဆိုလို့ရှိရင်တော့စစ်မှုထမ်းဖက်ထိတ်ကိုခိုးတော့မယ်ခိုးတော့ပြီးတော့ငွေချင်းနဲ့ရွေးလို့ရရင်ပြန်ရွေးခတ်မယ်မရတော့ဘူးဆိုလို့မရွေးအာမရွေးခတ်တော့ဘူးပေါ့နော်ဒီလိုမျိုးအခြေအနေတွေကိုလောက်စားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အဲ့မှာရှမ်းမြောက်မှာအာဂျီကွေးနေတဲ့တမင်သားစုတရော်ရဲ့ရွတ်တပ်ဖန်ကိုကိုကြည့်ရအောင်နော်အာဝတ်တပ်ဖွဲ့တွေနဲ့ MDA တပ်ဖွဲ့တွေကမယူသားဘူးအာမယူသားဘူးကျွန်တော်တို့အာ ဒီတန်းနေလို့မဖြစ်ဘူးအဘတော့ကမတည်ဘူးလားဆိုပြီးတော့အော်ဟစ်နေတဲ့ရုတ်တံဖန်ဖြစ်ပါလေနားထောင်ကြည့်အောင်ပါနားချိုးတောင်းနေမှာပြောလို့မပြီးရနော်음68တက်သေးရ68တက်သေးရတယ်ကွတ်တေရာစိဒိတာကွတ်တေ MIDA တွေဖြုတ်နေတယ်အကုန်လုံးဖြုတ်တာနော်ဖြုတ်ပြီးတော့စခန်းနေအခိုင်မှာစောက်နေတယ်ဘန်ဂါတွေအခိုင်မှာစောက်နေတယ်နော်အဲ့တော့ဒါဒီလိုပဲကြည့်နေမှာလား အဲ့ဘက်အချမ်းကပေးလိုက်ပြီလားကျမတို့သိကြတာဟမ်အဲ့လိုဖြုတ်လို့ရလားကိုတယုံလို့လဲနော်ခမရလို့သူခမရလို့ထယုံပြီလားနော်တခြားရပစ္စည်းပုတ်တော့မချအောင်ဖြုတ်ယူသေးတာခမရလို့လူတွေနော်အခုနားလည်ပြီးပိုက်ရမယ်တော့မကြံရသေးပြီလား။အင်း။ဝါနဲ့ MIDA ကနောက်ဆုံးပဲ ပလာထွက်ဝင်လာမယ်ကြိုတိပြီးတာအခုသတိကိုသိကြရတာဟုတ်လားဟုတ်ဟုတ်ပြီနော်ကဲဒါကတော့အမအပရဲတဲ့1နဲ့ MD ကိုမယောင်နဲ့ဘန်ကာတွေစောပြီးတော့ခန်းဆက်ပြင်ထားတယ်အဒွန်းတရင်အမှန်ပဲဆို ပြီးတော့ပြောလာတဲ့တမင်သားစုကပေါ့နော်အရေးမေတူပေါ့ ရင်းမြစ်ရဲ့ပြောဆိုခြင်းဖြစ်ပါတယ်ဒီတဲ့မှာဘလော့ထီမြကြောက်နေကြလေကြည်အောင်နော်တမင်သားစုတော်မနေထမ်းမထမ်းနဲ့ဖြစ်နေကြတာဘန်ကာတွေသူတို့ရာနဲ့သူတို့စွတ်တာတော့မခံနိုင်တော့ဘူးနော်ဘလော့ထီမြကြောက်နေကြလေကြည်အောင်ဆိုတော့ဒီဟာကတော့ဒီနေ့အာညနေပိုင်းမှာရရှိထားတဲ့တရင်ထူတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ရန်ကိုကောင်းတဲ့တရင်တွေဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ရဟယင်ကိုဂန်အေကပြစ်ချနိုင်ခဲ့တယ် ဒီထဲမှာ GAN A ကပြစ်ချက်နိုင်ခဲ့တဲ့ရဟတ်ရင်ရင်ကဘယ်နှစီရှိပြီလဲ၄စီလားမသိဘူး၅စီလားရှိနေပြီ2021ကနဲ့အခုချိန်ဒီအခုနေစီဆိုလို့ရှိရင်၄စီ၄စီနဲ့၅စီအထက်ကိုရှိတော့မှာ၄စီအထက်ကိုရှိတော့မှာဒီဟာကတော့ကျွန်တော်တို့ GAN A ပူပေါင်းတက်တွေကပြစ်ချက်မှုနဲ့ပတ်သက်ပြီးတော့ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအပိနေကြတူလန်ပြည်သူမြေအားလုံးကိုလည်းကိုယ်ကြီးကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ